2025ခုနှစ်ဇွန်လ16ရက်နေ့တနင်္လာနေ့မနေ့6နိုင်ဂျိုလူကတန်းတာကြံများနဲ့မြန်မာပြည်ရာသူလူမျိုးကိုဆက်လက်ခံမှာဖြစ်ပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကဒီလီပေးခံမှန်းထားတဲ့အတိုင်းမြန်မာပြည်ဟာမိုးပြင်းထန်စွာရွာသွန်းမှုကြောင့်မလို့အချို့နေရာတွေမှာတဘာဝဘေးအန္တရာယ်စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်ရှမ်းပြည်နယ်နေရာတော်တော်များများနဲ့ အခြားတိုင်းနယ်ပြည်နယ်တွေမှာရုတ်တရက်ရေစတင် ကြီးလို့ရှောင်းတိန်ပြောင်းရွှေ့ရတဲ့သတင်းတွေလည်းကြားပြရမှာဖြစ်ပါတယ်ဒီနေ့တားဟာဆက်လက်ပြီးတော့နောက်ထပ်၂ရက်၃ရက်လောက်အထိတချို့နေရာတွေမှာနေရာကွက်ပြားမိုးကြီးနိုင်တဲ့အခြေအနေတွေရှိနေတာကိုကျွန်တော်တို့ဆက်လက်ပြည်ပေးတင်ပြလိုပါတယ်။ဘာကြောင့်ဖြစ်လဲဆိုတာကိုလည်းကျွန်တော်တို့ရှင်းပြဖို့လိုပါတယ်။ဒါမှသာမိမိတို့ ကိုယ်ပိုင်ညာနဲ့သိစေးနိုင်ရန်အတွက်ဖြစ်ပါတယ်ကျွန်တော်တို့လေ့လာကြအောင်ဒီကနေ့အိန္ဒိယသမုတ်တရားကတက်လာတဲ့မုတ်တုံ လေစီးကြောင်းဟာအာရီဗီယန်ပင်လယ်ကိုအချိန်ကောင်းကောင်းနဲ့ဖြတ်ပြီးတော့အိန္ဒိယနိုင်ငံကျော်ပြီးတော့ဘင်္ဂလားပင်လယ်အားတစ်ဆင့်မြောက်ဘက်ခိမတာတောင်နှမ်းမှာတွားရောက်ပြီးတော့လေဆိုင်ဝဲဖွဲ့လာနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရပါတယ် တနည်းအားဖြင့်ပြောမယ်ဆိုရင် အပူအေးဖလဲတဲ့နေရာမှာရလေဘူးစီးကြောင်းဟာမြောက်ဘက်မှာရှိတဲ့သီးမွန်တာတောင်တန်းဒေသကိုတွားရောက်အပူဖလဲတဲ့ဖြစ်စဉ်ဖြစ်နေပြီးတော့ဗင်္ဂလားပင်လယ်ထဲမှာဆိုရင်တနအီကို မုတ်တုံလေစီးကြောင်းဟာ45မိုင်လောက်အထိပြင်းပြင်းထန်ထန်တိုက်ခတ်နေတဲ့အနေအထားဟာမုတ်တုံတဲဆောင်ပြီးတော့မြန်မာပြည်ကို အနေရပြီးတဲ့အနေသာရောက်ရှိနေပါတယ်။အဲ့တော့ဘယ်နေရာဒီမှာဂျင်းငွေတွေရှိနေလဲလို့သိလာမယ်ဆိုရင်မြမပြည်ကိုနောက်ထပ်ရက်30အတွင်းမှာလာမဲ့ဂျင်းငွေတွေဟာတိမ်အနေနေရောမိုးတိမ်အမြင့်နေရောဘင်္ဂလားပင်လယ်ကိုဖြတ်ပြီးတော့မြမပြည်ကို90ရာခိုင်နှုန်းဝင်ရောက်နိုင်တဲ့အနေသာဆိုလို့ရှိရင်ကျွန်တော်တို့ဇွန်လနဲ့ဇူလိုင်လအတွင်းမှာ မြန်မာပြည်မှာမိုးကြီးနိုင်တဲ့အနေအထားလို့ကျွန်တော်တို့ခန့်မှန်းပြောဆိုလို့ရပါတယ်ဒီကနေ့ဆက်ရှောက်ရဲ့နေ့မှာဆိုရင်စောစောကမုတ်တုံလေးစီးချောင်းတည်လာတဲ့မုတ်တုံမိုးကြောင်မလို့ကျွန်တော်တို့ပရမအုံးဆုံးမြမကန်ယိုးရန်းကို ဖြတ်ပြီးတော့ဝင်လာတဲ့အခါမှာရေငွေ့ဖွဲ့နိုင်တဲ့ရခိုင်ပြည်နယ်ရခိုင်ရိုးမတောင်တန်းတစ်ခုလုံးမှာမိုးရေကြီး လေးလမနေပါလောက်ထိရွာသွန်းတယ်လို့ပဲဘကိုးတိုင်းနောက်ချမ်းအထက်ပဲမကွေးတိုင်းအောက်ဖက်မှာလည်းမိုးရေချိန်လေးလမလောက်ထိရနိုင်တဲ့နေတာဟာတဘာဝဘေးအန္တရာယ်ဖြစ်နေစေလို့ပြောနိုင်တယ်လို့ပဲကျွန်တော်တို့အောက်ဖက်ကမွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာရီတိုင်းအထက်ဖက်မှာလည်းမိုးရေချိန်6လမလောက်ထိနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေတာဟာ တဘာဝဘေးအန္တရာယ်ဖြစ်နေပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ထို့အတူအချင်းပြည်နယ်၊သခိုင်းတိုင်းအထက်ပိုင်း၊ချင်းတောင်တန်း၊မန္တလေးတိုင်းအထက်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာလည်းမိုးရေကြီးတက်တသမလေးလက်မလောက်အထိ နေရာစိတ်စိတ်မှနေရာကျကျမိုးရွာနိုင်တဲ့အနေအထားရှိပါတယ်။ စပက်ခွန်ရဲ့နေ့မှာလဲလေစီးကြောင်းဟာရော့သွားခြင်းမရှိပဲမြမကန်ယူတန်းကိုအချိန်ပြင်းပြင်းထန်ထန်နဲ့ဝင်ရောက်ပြီးတော့မြမပြီးအလဲပိုင်းကိုဆက်လက်တိုက်ခတ်နေတာ တွေ့ရမှာဖြစ်ပါတယ်စောစောကလေစီးကြောင်းပြစ်ထန်မှုကြောင့်မလို့မြမကန်ယူတန်းအထက်ဖက်ရခိုင်ကန်ယူတန်းကို လိုင်းအမြစ်ပေဆယ်ပေနဲ့ရေလိုင်းနေဆက်တိုက်တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ ပင်လယ်ကမ်းရိုးတန်းနေထိုင်သူများနဲ့ပင်လယ်တွင်သွားလာနေသူများအနေဖြင့်အထူးသတိထားသွားလာကြဖို့မြစ်တရက်ခတ်ပါတယ်အဲ့ဒီရေလှမ်းနေရာဆိုရင်ဆက်ရှိရနေမှာအနည်းငယ်ကျသွားပြီးတော့ဆက်ကွဲနေမှာတော့တာမာနေသားသည့်ပြန်ဖြစ်သွားနိုင်ပါတယ်မုတ်တုံလေစီးကြောင်ဆက်လက်ပြင်းထန်နေမှုကြောင့်မလို့၁၈ရက်နေ့မှာလဲရခိုင်ပြည်နယ်တစ်ခုလုံး ရခိုင်ရိုးမရခိုင်ရိုးမနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်းနောက်ချံတရားဝတီအထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးအကြီးကျယ်ရွာသွန်းနိုင်တဲ့နေသားရှိပါတယ်မိုးရေချိန်လေးလက်မလောက်အထိရရှိနိုင်တဲ့အနေထားမလို့အထူးသတိထားဖို့လိုပါတယ်ထို့အတူအရာဝတီတိုင်းအောက်ဖက်ချမ်းမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲရန်ကုန်တိုင်း ပခိုးတိုင်းစစ်တောင်းမြင့်ဝါမှာလဲနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါလေအထူးသဖြင့်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဆက်ဆက်တဲ့တောင်ရမ်းနေပေါ်မှာမိုးရေရင်6လမကျော်အထိရွာသွန်းနိုင်တဲ့အနေဒါဟာတဘာဝဘေးအန္တရာယ်ဆက်ရောက်တဲ့တောင်ပြိုခြင်းလမ်းပြိုခြင်းအနေထားတွေဖြစ်လာနိုင်တဲ့အထူးသတိထားဖို့လိုပါတယ်ထို့တူသတင်းနိုင်တိုင်းအထက်ဖက်မှာလည်း နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မြမာပြည်အထက်ပိုင်းကိုကြည့်မယ်ဆိုရင်ကချင်ပြည်နယ်မှာမိုးအနည်းငယ်ပါသွားတယ်ဆိုရင်လည်းသခိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်နေစပ်မှာတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတွင်းမြစ်တခြားမှာလည်းမိုးတဲတဲမဲမဲရွာသွန်းနိုင်တဲ့နေရာရှိပါတယ်ထို့တူရှမ်းပြည်နယ်အရှိဘချမ်းတစ်ခုလုံးရှမ်းပြည်နယ်အလဲပိုင်းအောက်ပိုင်းတစ်ခုလုံးမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်မှသေးတယ်။လာမယ့်၁၈ရက်နေ့မှာရခိုင်ကမ်းရိုးတန်းမှာတော့မိုးဆက်လက်ကြီးနိုင်တယ်လို့ပဲကချင်ပြည်နယ်၊စကိုင်းတိုင်းတစ်ပိုင်းချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ကြံတဲ့အဝါပြတဲ့တိုင်းနဲ့ပြည်နယ်အကုန်လုံးမှာတော့မိုးနေရာကွက်ကြမိုးရွာနိုင်ပြီးတော့ ARD မြေရိုးတစ်လျှောက်မှာမိုးပါသွားနိုင်တဲ့အခြေအနေရှိပါတယ်။ လာမယ့်19ရက်နေ့မှာတော့မြစ်ကြီးနာကချင်ပြည်နယ်နဲ့ချင်းတောင်တန်းချင်းတွင်းမြို့မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ထို့တူရခိုင်ပြည်နယ်ရခိုင်ရိုးမမှာလည်းမိုးနှင်းငယ်များနိုင်တယ်လို့ပဲ AR တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မုံပြည်နယ်သတင်းနိုင်တိုင်းတို့မှာလည်းနေရာကွက်ကြမိုးများနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှေ့ဘက်မှာ နေရာကွက်ပြီးတော့မိုးများနေမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကို YouTube အနေနဲ့သင်မျှဝေပေးလိုက်ကြပါတဘာဝဘေးအန်နေကြားရောက်နေတဲ့ကာလဖြစ်တဲ့တကြောင်မလို့လုံငန်းများဒီမန်ခံခွဲနိုင်ရတဲ့ကိုတက်ထွင်းနိုင် Telegram ကနေပြီးတော့လဲ MP3 ဖိုင်နဲ့ download လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုမျှဝေပေးကြဖို့ညွှန်ပြချက်ခံပါတယ်ခင်ဗျာ